စေအောင်စုရွေးကောက်ပွဲနီးလာလေလေစီးအချီနီဘာဖြစ်လာနိုင်အခုအကြံဖတ်စေအောင်စုကဒီဇင်ဘာ28မှာသူတို့ဒါရွေးကောက်ပွဲပထမပိုင်းဆိုပြီးသူတို့ကြေညာထားရှိတယ်ရှိတယ်ဆိုတော့အဲဒီပေါ်မှာအဲကျွန်တော်တို့ပြန်သုံးသပ်မယ်ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲဒီเนาะသူတို့ဘက်ကတော့မဖြစ်မနေတစ်ဖက်ကတနည်းအားဖြင့်ဖြစ်အောင်သူ조사လုပ်ပါပဲသို့တော်လေသူတို့ကြေညာထားတဲ့မြို့နယ်တွေအခုဆိုရင်ဒါမြို့နယ် မြန်မာနိုင်ငံမှာမြို့တော်ပေါင်း330ရှိတယ်ပေါ့နော်အဲ့ဒီထဲမှာမှဒါသူတို့သုံးအောင်တဘုံတောင်ကျင်းပနိုင်တဲ့အခြေအနေမျိုးဒါတရားကျော်တော့ကျင်ညာထားတယ်သို့တော်လည်းတချို့နေရာတွေအခုထိကိုရွေးကောက်ပွဲလုံးရလောက်အောင်နော်သူတို့ဘလောက်ထိန်းချုပ်နိုင်လဲဆိုတော့မိခွန်းလည်းအများကြီးရှိဒီကြားထဲမှာသူတို့ရဲ့ဟိုရွေးကောက်ပွဲကွန်ဖရင့်ထုတ်ပြန်ထားပြီးတော့ခုရွေးကောက်ပွဲဝင်မဲ့ပါတီတွေပေါ့ဒီပါတီတွေကိုယ်တိုင်ကမဲဆွဲဖို့နော်ဒီပါတီကိုယ်တိုင်ကလိုက်ပြီးတော့ အဲဒီဘာခေါ်မလဲ COE ဆင်းဖို့ဆိုတာဘယ်ပါတီကောင်းဆောင်ဆင်းရဲနဲ့ချုပ်နေရတယ်မြို့ပေါ်မှာတော့မဆင်းရဲဘူးအဲ့တော့ဒီရွေးကောက်ပွဲဖြစ်မဖြစ်ကိုကျွန်တော်တို့ပြောချင်တာမဟုတ်တော့ဖြစ်လေဒါဘာမှကျွန်တော်တို့နိုင်ငံတကာအစပြောပြီးသားခုခုရက်ပိုင်းဆိုတာ UN ကတော့ဥရောပ EU တမကဆိုတရားဝင်ကိုပြောပြီးသားအယုံကြည်မရှိတဲ့အတွက်ဘာမှစောင့်ကြည့်ဖွဲ့တွေဆင်လို့ဆရာအကြောင်းမရှိဘူးပြောပြီးသားအဲ့တော့အာဆီယံလည်းပဲဒီပေါ်မှာနော်ဟိုဟိုဒီဟာနဲ့ပတ်သက်လို့တို့ဟိုလေလာစောင့်ကြည့်ပဲဆိုတဲ့အခြေအနေမျိုးဒီတရားဝင်ထုတ်ပြန်တာကြီးလည်းမရှိဘူး အဲ့တော့ပူပြီးတော့စီရင်ကတော့ရွေးကောက်ပွဲနေလာလီလီတစ်ဖက်မှာအခုပြီးခဲ့တဲ့ရက်က MCA လိုပဲเนาะ MCA ပြီးပြီဆိုရင်အဲ့ဒါဖုံးစံတိုင်းပဲเนาะစစ်ပွဲတွေဖန်တီးတော့ဘာဖြစ်လို့ဆိုတော့ तू อ่ะဒီလိုစစ်ပွဲတွေဖန်တီးတော့မှเนาะအဲလူထုကဟာမငြိမ်းချမ်းတဲ့ဟာကိုငြိမ်းချမ်းခြင်းတယ်ဆိုတဲ့ဟာမျိုးเนาะသူတို့ကဒါကြောင့်ဒီလိုလုံးနေရပါတယ်ဆိုတော့เนาะဟိုပြရုပ်ကိုလည်းလိုချင်တော့စစ်ပွဲတွေကိုတိတက်ပို့ပြီးတော့အခုလာဖန်တီးလာဖို့ပုံများတယ် နောက်တစ်ခုကရွေးကောက်ပွဲနီးလာတာနဲ့အများတစ်ဖက်ကကသူတို့ထိန်းမထိန်းချုံနိုင်တဲ့နေရာဒေသတချို့တော်တော်များများကိုလည်းထိန်းချုံနိုင်အောင်နော်စီးရစစ်စင်မှုတွေထိုးနှက်မှုတွေလေကြောင်းတွေအစရှိတဲ့ပြည်နော်ဟိုပြင်းပြထန်ထန်လေးပို့ပြီးတော့လှုပ်လာနိုင်ခြင်းရှိတယ်လို့ကျွန်တော်တို့သခင်တွေ channel ကတော့ဒါလေးကိုအတိပေးချင်ပါတယ်နောက်တစ်ခုကအခုရဲ့ဘက်မှာနော်ကျွန်တော်ပြည်သူလူထုတွေဒီကကျွန်တော်သခင်တွေ channel ရဲ့ပရိသတ်တွေအားလုံးလည်းပဲဟိုဂရုစိုက်ကြပါပေါ်တာဆွဲမှုတွေက important ကိုများလာတယ် เนาะလူဖမ်းပွဲကြီးပေါ့အခုဒီနေ့ social online မှာပြောသလိုဟိုပြီးခဲ့တဲ့ရက်ကဆိုရင်เนาะကျွန်တော်မြို့တော်နာမည်တော့မမှတ်မိတော့ဘူးဟိုပျော်ဝဲရှင်ပွဲကြီးလုပ်တယ်တဲ့တရင်ကြုံပါလေမုံရွာတာပဲပဲမြို့လေကျွန်တော်မမှတ်မိတော့ပျော်ဝဲရှင်ပွဲကြီးလုပ်ပြီးပြီးလဲပြောပြန်လဲပြန်ပါဖြစ်လေအဲ့လူငယ်တွေကလူငယ်30လောက်မပေါ်တာဆွဲခံအခုနောက်ဘကိုးတိုင်းနောက်ချမ်းနောက်ပြီးရန်ကုန်ပဲခူးအစားရှိတဲ့နေရာတော်တော်များများမှာကိုပဲเนาะပေါ်ပေါ်ထင်ထင်ကိုဆွဲတာเนาะဆွဲတယ်ဟိုတခင်တွေ channel မှာလည်းအခုဒီမှာကြည်နေတဲ့ပရိသတ်တွေတဲကလည်းဆက်ဆက်တဲ့လူတွေဆိုလို့ရှိရင်နော်အဲ့လိုကိုယ်မိတ်ဆွေပေါင်းသင်းပြီးအဲသားသမီးတွေအစားရှိတဲ့ဖြစ်အဲဒီလိုညီကိုမောင်နှမတွေပါသွားတယ်ဒါတွေလည်းဟိုတိကျမှာပါတိကျမှာဒီအပိုင်းမှာအဲ့ဒီတရင်တွေခက်စိတ်စိတ်ကိုကြားတယ်အဲ့တော့ပြောချင်တာကဒီမတရားအာရမစစ်သားစုဆောင်တယ်ပေါ်တာဆွဲတယ်ဆိုတဲ့နော်ကိစ္စတွေဟာပူတိုးလုံလာတယ်ဘာဖြစ်လို့ဆိုတော့အခုလက်ရှိရှေ့ပါကျွန်တော်ပြန်ချိတ်ပြောရရင်ဒီ ရခိုင်စစ်ပြက်နေပြန်ပါလေကြာဆုံးမှုတွေနော်စစ်တပ်ကဘယ်တော့မှထုတ်ပြန်မှာမဟုတ်သူတို့ရဲ့ကြာဆုံးမှုကိုအခုစစ်တပ်ကဒီနေ့ထိစစ်သားဘလောက်ဆုံးရှုံးသွားပါတယ်လို့ထုတ်ပြန်ထားတာကဲပြည်သက်တို့ကြားဘူးလားကျွန်တော်တို့တော်လိုင်းနေရာစုတွေမှာဆိုရင်ဒါကျွန်တော်တို့တော်ခံရေးဘက်ကနော်သူရဲကောင်းရဲဘော်တွေဘလောက်ကြာဆုံးနေတော့ထုတ်ပြန်စစ်အာဏာရှင်ပြီးဘယ်တော့မှအမှန်ပြောတဲ့အုပ်စုမဟုတ်ဘူးဘယ်တော့မှလည်းဝန်ခံတဲ့အုပ်စုမဟုတ်ဘူးအဲ့တော့အခုအချိန်ထိ တော်လိုင်းစပါပြီဆိုတော့အခုချိန်ထိအကြမ်းဖက်စစ်တပ်ဖွဲ့ကဥမာစစ်သားရေဘလောက်ကြာဆုံးသွားတယ်ထုတ်ပြန်ရေးလာပေးကြည့်ရမှန်မှန်ကန်ကန်ထုတ်ပြန်ဖို့လိုတယ်နော်စည်ရင်လိန်လိန်ထုတ်ပြန်မယ်ဟိုဇော်မဲလုံးပါဇက်ကပြောသလိုမျိုးနော်ဒီ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 ဟိုပါဇက်နဲ့ဟိုဂရော့နော်ပါဇက်နဲ့ဟိုဟိုဟာနဲ့မှားပြီးတော့မွေးလာတဲ့လူမျိုးဆိုရင်တော့နော်သူပြောသူပြောတဲ့ဟိုစကလုံးတွေကတော့နော်ဒါတွေတော့ကျွန်တော်တို့အမှန်ယူလို့ရမှာမဟုတ်ဘူးအဲ့တော့ပြန်ပြီးတော့ကျွန်တော်ဒီကုန်းချောရရင် ပေါ်လာဆွဲမှုတွေပုံမြင့်လာသလိုလူငယ်တွေတဲကူတဖြည်းဖြည်းနဲ့နိုင်ငံရဲ့တကယ် human resource လူစားရေးနဲ့ဆုံးရှုံးမှုတွေအများကြီးပါတယ်အဲ့ဒီအကျိုးဆက်တွေကလည်းကျွန်တော်လာမယ့်နှစ်တွေမှာနော်လာမယ့်နှစ်တွေမှာအပြင်းရှိလာမယ့်ကျွန်တော်တို့အနာဂတ်အတွက်အများကြီးရည်လေးစရာကောင်းပါတယ်အဲ့တော့ကျွန်တော်တော်လိုင်းကြီးပြန်ပြန်ဆုံးသတ်ဖို့အတွက်ကကျွန်တော်အားလုံးရဲ့နော်ဘုံတော်ဝင်တစ်ခုလို့ပြောမှာဖြစ်ပါတယ်ဒီနေ့ပြည်သူလူထုတွေရဲ့စီးပွားရေးလူမှုရေးအစရှိတဲ့ဖြစ်ပေါ့နော်အားလုံးကန္နာတိုင်းမှာ တကယ်အရေးကြီးဆုံးကျွန်တော်တို့သိထားမယ်ဒီဘုံတူညီရမယ်အချက်တခုကတော့ online အမြန်ဆုံးကျွန်တော်အောင်မြင်မှုလို့လေ main online နဲ့ sales စုအမြန်ဆုံးကြာဆုံးမှုလို့လေသူတို့ဒီအာနာရှင်အုပ်စုရှိနေသေးပြီနော်ဟိုပြီးခဲ့တဲ့ရက်က NCA ဘွဲမှာပြောသွားတယ်ဗာလဲမာလာနော်ပညာရေးကိုနော်ဟိုတာသမီချင်းကိုချင်းစားဖို့ပညာရေးအလေးထားဖို့အဲကျွန်တော်သူပြောတာကြီးကြီးကြီးပြီးတော့လေနားထောင်ရင်းနဲ့လေဘာတွေးမိလဲဆိုဒီလူကနော် ိုဘယ်လိုခေါ်မလဲမွေးကလေးကဟိုရှက်ကြောနဲ့ချက်ကြောနဲ့များမှဖြတ်ပြီးတော့များမွေးပြီးတာတော်တော်လေးမျက်နှာပြောင်းတယ်နော်ဘာကြောင့်ဒီလိုဖြစ်နေတယ်ဆိုတော့အခြေအနေမှန်ကိုအဲ့ဒီဒင်းတို့အသက်ကြီးတဲ့အုပ်စုလက်ပခံနိုင်တာအဆိုးဆုံးပဲနောက်ထပ်ကျွန်တော်ရင်အားဆုံးကတော့နော်လူငယ်တွေရဲ့အသက်တွေကိုရင်းပြီးတော့သူတို့ရဲ့အာနာတီနေရေးကိုပေးဆက်နေရတာတော့မတန်တာတော့မရှိဘူးဗျကျွန်တော်တို့အားလုံးဒီတော်လိုင်းရေးလုပ်နေကြတဲ့ညီကိုမောင်တို့ကတိုင်းပြည်ကို အသက်ပေးပြီးကာကွယ်နေတာဗျ။အခုတစ်ဖက်က sales ဘက်ကတိုက်နေတယ်။နောက်ခုအာရမစင်သားစုဆောင်မှုမှာလည်းဟိုအမျိုးမျိုးရှိနိုင်ပါတယ်။ဟိုအတင်းအာရမခံရပြီးတော့အထဲရောက်သွားတဲ့အခါမှာဝါရမ်ပိုင်းနေတယ်။နော်သူတို့ရဲ့ဟိုငွေရစီဝါတွေကျွေးရတယ်စရှိတဲ့ဖြစ်ပေါ့နော်။ဒီလိုဟာတွေနဲ့နောက်ငွေကြီးဟိုထောက်ပံ့မှုတွေအခုဆိုမျိုးတွေမှာဆိုရင်ပါလေ high gain လို့ခေါ်တယ်။နော်ကျွန်တော်သိတော့ဆိုရင်တကြတညဟို15သိန်း20လောက်ထိကုန်တယ်လို့ပြောတယ် high gain ။ အဲ့ဒီလိုမူရင်းစည်းဝါးကိုပေါ်ပေါ်ထင်ထင်လောက်ကန်ခွင့်လောင်းကစားဗျာအခုဆေးဥစုကာလအတွင်းမှာအတိုးတက်ဆုံးပြောပါဆိုလို့ရှိရင်လောင်းကစားမူရင်းစည်းဝါးနဲ့ KTV မှာဆက်မှာအမှတွားကြည့်လိုက်နော်လူငယ်တွေအကုန်လုံးလူငယ်တွေဆိုရတဲ့စည်းဝါးရေးလုပ်ငန်းရှင်တွေအဲ့ဒီမှာအကုန်လုံးဒီပျက်စီးပြီးတော့ဒီဆေးဥစုအောက်မှာရှိတဲ့လူငယ်တွေဘဝတွေရတယ်ဒီလိုအခြေအနေတွေနဲ့ဒီကုန်းချုပ်အဲ့တော့ပြန်ချုပ်ပြောရရင်ဒီမင်းအောင်လှိုင်က တကယ်လက်ရှိဗဂရီအခြေအနေမှန်ကိုလက်မခံနောက်လည်းလက်ခံမဲ့လူမဟုတ်ဒါကြောင့်ဒီဆေးဆုအတွေ့အဲတခါလေကျဒီတိုင်းပြည်မှာနော်ဘလောက်နင်းလာလဲဆိုရင်ဒီအသက်ကြီးတဲ့ဒီလူကြီးအုပ်စုတွေပါနော်သူတို့ဒီရဲ့အတရှင်ပြိုင်မှုတွေကြမှာလူငယ်တွေရဲ့ပိဆက်မှုကအင်မတန်ကိုများတယ်။ဒါကြောင့်ကျွန်တော်တို့ဒါကိုမြန်မြန်လေးနော်ဒီတော်လိုင်းကိုမြန်မြန်အဆုံးသတ်ဖို့နော်ကျွန်တော်တို့အပါအဝင်အားလုံးရဲ့ဒါလက်ရှိကျွန်တော်နိုင်တဲ့ဘက်ကနေပြီးတော့ရသလောက်ကိုကျွန်တော်တို့ တောက်ခံတော်လှန်ရေးနဲ့เนาะကျွန်တော်တို့တော်လှန်ရေးကိုမြန်မြန်အဆုံးသတ်မယ်ဆိုရင်ကျွန်တော်တို့မျိုးဆက်တွေနိုင်ငံတကာရောက်နေတဲ့ခုနကကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေဒါဒီအားလုံးအမိသားစုတွေပဲဒီအခြေအနေဒီအားလုံးနဲ့လက်ရှိပြည်တော်မှာရှိနေတဲ့ကျွန်တော်တို့ဒီညီကိုမောင်နှမခုလက်ရှိတခင်တွေရဲ့မိသားစုတွေအားလုံးအားလုံးရဲ့လုံခြုံမှုဆိုတာဟာတကယ်ကိုရေးကြည့်ပါအဲ့ဒီအတွက်ကမင်းအောင်လိုင်ရဲ့စေအောင်စုအများဆုံးကြဆုံးဖို့ပါပဲเนาะကြည့်တော့ဒီညတော့ကျွန်တော် live ကိုဒီမှာပဲဆုံးသက်ချင်ပါတယ်เนาะအဲ့တော့ ပြည်သက်တွေအခုလို့ဒါဒီနေ့ကတော့ကျွန်တော်စက်သက်ထုတ်လွှင့်တာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အကြောင်းအရာ၃ခုနဲ့ပဲအဲရခိုင်ရဲ့ဒီအရခတ်တက်တော်ရဲ့ထုတ်ပြန်ချက်ကိုကိုးကားတဲ့စီးရီးသတင်းနဲ့နောက်ကျွန်တော်မလေးရှားနိုင်ငံမှာနော်အဲဒီ2023ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ကျွန်တော်တို့မြန်မာမိသားစုကိုကုဆေအုပ်စုဒီအကြံဖက်ဆေးအုပ်စုဖမ်းဆီးတဲ့တည်င်းနဲ့နောက်ဒီရွေးကောက်ပွဲဒီလာရင်ဖြစ်လာနိုင်တဲ့ကျွန်တော်အခြေအနေတွေနော်ဒီ၃ခုလောက်ကိုပဲကျွန်တော်တို့ဒီနေ့တင်ဆက်ပေးလိုက်ပါတယ်